ရတဲ့အချိန်လေးတွေမှာအာယုံပြုလို့ရအောင်နဲ့ပြန်ဖုန်းတို့လမ်းမှာတောက်လျှောက်ပြောသွားလို့ရတယ်။ကဲအခုမြင်နေရတဲ့စေတီတော်မြတ်ကတော့မဟာပရိနိဗ္ဗာန်ပြုတော်မူခဲ့သော နေရာဒီဒီနေရာပါပဲ။ဒီစေတီနေရာနော်။ဖုန်းတို့ဘုရားပွင့်တော်မူသော နေရာကိုလည်းပဲဟောမှာမဟာဗုဒ္ဓစေတီအတွင်းမှာဘုရားဆင်းသူတော်တည်ထားတဲ့နေရာဖြစ်တယ်လို့အခုလည်းပဲဒီနေရာကတော့မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုခဲ့သောနေရာတော်များဖြစ်ပါတယ်။ ဒီစီဒီကိုတူဖို့တဲ့အချိန်မှာဘုံတော့မှတ်တမ်းမှတ်ရတယ်အများကြီးရရှိတယ်အကြောင်းမလို့ဒီနေရာပြောရတာနော်ပထမမူလအဖြစ်ရတော့ဘုံတော့အတုကမင်းရဲ့ကောင်းမှုတို့နောက်ပိုင်းမှာမှပြုပြင်ထားတာဒီလိုချင်းဘုံတော့1956ခုနှစ်အာ1956ခုနှစ်ထင်တယ်ဆရာလေးပြန်တော်မူမူမီဒီကြောင်းဆရာလေးပြန်တော်မူမူမီဟင်းတရာကဒါရိုက်ကကြီးဥဖိုးလိုင်တို့ဥဖိုးကျူတို့ ညီကိုတွေဓမ္မမိတ်ဆွေတွေလှူဒါန်းတယ်ဝတ္ထုချင်းဝင်တဲ့ဒီနေရာမှာဘုန်းတော်ပြန်ပြီးတော့ပြုပြင်ထိန်းသိမ်းထားတာဖြစ်ပါတယ်နော်ပြုပြင်ထားတာဖြစ်ပါတယ်ဒီစီတီတို့ကြီးလေဆရာတော်ထက်တော်ထင်ရှားရှိစဉ်အခါတုန်းကအားကြောင့်မလို့တော့မြန်မာနိုင်ငံကပုံကိုယ်ရဲ့တရားတရားမခေပါဘူးပြီးလို့ရှိရင်အိန္ဒိယနိုင်ငံ ပြန်ပြီးတော့သာသနာဥမော်လာဖို့အတွက်လည်းဒုဒကနာမရဲ့ကျုပ်ပိတ်ထားတဲ့နေရာမှာဆရာရီတင်သုံးခဲ့တယ်1985 82ခုနှစ်ထိုင်တင်တယ်။ဟိုမေလ18ရက်နေ့မှာဆရာတို့ရဲ့တတ်တော်69နှစ်မှာပြန်တော်မူပါတယ်။အဲကြောင့်မလို့ဒီနေရာဒီနေရာအခုလက်ရှိဆရာတို့ရဲ့လည်းစွမ်းဆောင်နေတဲ့ပုံပေါ်မလို့ဝင်လို့ရှိရင်အဲဒီကြောင့်တရားဝင်လို့ရတယ်။စကားလေးဖွင့်ထားတာရှိတာပေါ့နော်။ဒါပါတော့အဲဆိုလို့ရှိရင်ဒီနေရာကိုတော့မြတ်စွာဘုရားရောက်ရှိတော်မူတဲ့အခြေအနေမဟာတက္ကရေ148ခုနော်။ 148ခုဝန်တို့မြတ်စွာဘုရားဒီနေရာရောက်တယ်ရောက်တော်မူတဲ့အချိန်မှာဘုန်းတော်တန်ဃာပေါင်းများစွာဒီနေရာမှာစုယုံပြီးလို့ရှိနေတယ်။တိုင်းအဖျင်းကတော့မန္လာတိုင်းမြို့ကတော့ကုသနာယုံမြို့တို့ကဲအဲဆိုလို့ရှိရင်ဒီလိုအချိန်မျိုးတော့ခံမှန်းပြီးတော့ဘုန်းတော်ပြောကြတာပေါ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး brain နဲ့ဝန်ဆန်ရှုံငိမ်းဘုံဆက်သိမ့်တော်မူဖို့အတွက်ဒီနေရာရောက်ရှိတဲ့အချိန်မှာအရှင်အာနန္ဒာကိုမျှော်လင့်ပေါ်လွှတ်လိုက်တယ်။ ။အရှင်အာနန္ဒာကိုမြတ်စွာဘုရားမျိုးတယ်လို့လိုက်တာအဲ့ညီဘောအာနန္ဒာငါဘုရားမန္လာမင်းတို့အရင်ဥယျာဉ်အတွင်းမှာပရိနိဗ္ဗာန်ဝန်ဆန်ချောင်းချင်းပုံစံသိနေမှုမေအကြောင်းမလို့မန္လာမင်းနဲ့သွားပြီးတော့အကြောင်းကြားလိုက်ဆိုတော့မြတ်စွာဘုရားခိုင်းနေဝင်တဲ့အတိုင်းသွားပြီးတော့အကြောင်းကြားတယ်။မန္လာမင်းနဲ့အရှင်အာနန္ဒာပြောလိုက်တဲ့အချိန်မှာစည်းဝေးပြီးတော့ပြောနေတဲ့အချိန်မှာငိုကြွေးကြတယ်တဲ့ပြင်းပြင်းထန်ထန်ငိုကြွေးကြတယ် ဒီမင်းနန္ဒငိုကြွေးကြတော့အိမ်မှာမန္လာမင်းအကြီးတွေကပြောကြတာပေါ့ငိုငိုနေလို့လည်းအကျော်မထူဘူးအကြောင်းမို့လို့ကဲငါတို့တိုင်းပြည်ဒီငါတို့မြို့ဒီမြို့ငယ်လေးဖြစ်တယ်အတုမရှိသောတမန်တမောဒမြတ်စွာဘုရားငါတို့တိုင်းပြည်မှာပြိဏိဗံပြုဖို့တော့ကြွကြွတော်မူတဲ့အချိန်မှာငါတို့ဒီတာဝန်ချေဖို့လိုတယ်တဲ့မန္လာမင်းကြီးမြတ်စွာဘုရားစီလာကြတာနော်လာကြတဲ့အချိန်မှာအခုအရက်လေးမျက်နှာကလာကြကုန်တော့ဖျားဖို့တဲ့ပုံကိုယ်တွေလိုပဲလာကြတဲ့ပုံကိုယ်တွေအများကြီးပဲ လာကြတဲ့ပုံကိုယ်တိုင်းကတော့အခုနောက်ဘုံတော့ဝင်သလိုတယောက်ချင်းတန်းစီပြီးတော့ဝင်မယ်ဆိုလို့ရှိရင်ဘုရားပြိဋိမာပြုဖို့အချိန်တော့လောက်မှာမဟုတ်ဘူးအားကြမလို့အရှင်အာနန္ဒကအဲ့ဒီအချိန်မှာအုတ်စုတူရာလေးတွေအုတ်စုတူရာတူရာလေးတွေကိုအမျိုးသမီးဆိုအမျိုးသမီးတွေအမျိုးသားတွေဆိုအမျိုးသမီးအမျိုးသားတွေလူကြီးဆိုလူကြီးတွေလူငယ်ဆိုလူငယ်တွေအုတ်စုလေအုတ်စုလေဘုရားပူဖို့အတွက်အချိန်နဲ့ပေးလိုက်တာအဆင်ပြေသွားတယ်အဲ့ဒီမှာအဲ့ဒီမှာယတိကြီးဟောပါလဲပရပိတ်တယောက်လာတယ်သူပတ်တအမြင်ရှိသောပရပိတ်ကြီး ဘောနဥပကဆိုတာကြာဘူးကြာလိမ့်မယ်နော်ဘောနဒီဘောဒကရပြန်အပြန်ပါဘောနအဲ့ဒီနေရာကိုလက်ညှိုးထိုးပြီးတော့ပြပြီးတော့အဲ့ဒီအကြောင်းနေနေပြောအောင်ပါအဲ့ကြောင့်မလို့ဥပကရတဥပကနဲ့ဒေါ်စာဝါတို့မွေးထားတယ်ဥပဒအမိရှိသောပရပိုက်ဒီကုသိဏအောင်ရောက်နေတော့အဲ့ဒီဘက်ကလည်းဒေသတိုင်းကိုဖြန့်ပြီးတော့သွားနေတဲ့အချိန်မှာမျက်စွာပြားနဲ့တွေ့တယ်အဲ့ကြောင့်မလို့သူသိကျင်တဲ့အကြောင်းအရာလေးတွေကိုမေးဖို့လာတယ် အရှင်အနန္ဒာပြောတဲ့အရှင်ဘုရားမြတ်စွာဘုရားနဲ့တွေ့ကျင်တယ်ဆွမပြုတ်နိုင်ဘူးမြတ်စွာဘုရားပင်ပန်းနေပြီဝန်းတော်သွားတာ25ကျင်းနေရပူတယ်အမတန်ပူပြင်းနေတယ်အားကြောင့်မလို့အခြေအတန်ချင်းခေါင်းလိုက်ရင်မြတ်စွာဘုရားကြားတော်မူတယ်ကြားတော်မူတဲ့အချိန်မှာမြတ်စွာဘုရားမင်းတဲ့အနန္ဒာဘာဖြစ်နေကြတော့ရှင်ဘုရားတဲ့သူပ္ပတကြီးဒီနေရာရောက်နေတယ်အရှင်ဘုရားနဲ့တွေ့ခွင့်တောင်းတပြီတော့တွေ့ခွင့်မပေးပါဘူးဘုရားတဲ့မဟုတ်ဘူးတဲ့သူပ္ပတကိုငါတရားဟောเสียရှိလို့ဒီနေရာကြွလာခဲ့တာတဲ့အားကြောင့်မလို့ ်မြတ်စွာဘုရားဒီနေရာကိုပြိနိမံပြဖို့ကြွလာတာအကြောင်းတရား၃ပါးရှိတယ်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေမှာလေ့ရေတော့ရတယ်နော်နံပါတ်၁ကသုဘန္တပရပိတ်ကိုမြတ်စွာဘုရားခြေချွတ်เสียတရားဟောเสียရှိလို့ဗုဒ္ဓဝင်နေရတနည်းအားဖြင့်အဲ့ဒါကိုဗုဒ္ဓဝင်နေရရှိနေသေးလို့မြတ်စွာဘုရားတရားဟောမှကြွမဲ့ပုဂ္ဂိုလ်ရှိနေသေးလို့မြတ်စွာဘုရားဒီနေရာကြွတာပါတဲ့နော်အမှန်တကယ်မြတ်စွာဘုရားတရားဟောမှကြွတော်မူမဲ့ပုဂ္ဂိုလ်ရှိနေလို့မြတ်စွာဘုရားကုသိဏံကိုကြွတယ် နံပါတ်2ကမဟာသုတဒနစက်ကြာမဟာသုတဒနသုတ်တံတရားတော်မြတ်ဆိုတာစက်ကြာမင်းဤစီစဉ်ချမ်းသာယရနာတွေကိုဘလောက်ထိများပြသလဲဘလောက်ချမ်းသာသလဲဆိုတဲ့အကြောင်းကိုဟောခြင်းတာဒါပေမဲ့အဲ့ဒီစက်ကြာဝရင်းမင်းစီစဉ်ချမ်းသာလေးပဲတည်မြဲသလားဆိုတော့မတည်မြဲဘူးမြတ်စွာဘုရားပြောတယ်မဟာသုတဒနသုတ်တံတရားတော်မြတ်ဟောတဲ့ချိန်မှာအာနန္ဒာတဲ့စက်ကြာဝရင်းမင်းဘဝနဲ့ငါဒီနေရာမှာမြတ်သောခေါင်းချခြင်းသည်ခေါနှစ်ချင်းရှိခဲ့ပြီပြီတဲ့ အခုမြတ်သောကောင်းချခြင်းတစ်ကြိမ်ကိုပေါင်းမယ်ဆိုလို့ရှင်၈ကြိမ်ရှိပြီတဲ့အဲ့ဒီစက်ကြဝဠာမင်းစည်းစိမ်ချမ်းသာကြောင့်မဟာသုတ္တနာသုတ်တံကိုဒီမှာဟောဖို့အတွက်မြတ်စွာဘုရားကြွတာဖြစ်ပါတယ်နံပါတ်၃ကအခုနကဒေါနာပုံနာအကြောင်းပြောသလိုဒေါနာပုံနာကြီးလို့ပုဂ္ဂိုလ်ရှိနေလို့မြတ်စွာဘုရားဤဓာတ်တော်မွေတော်နဲ့ပတ်သက်ပြီးတော့ခက်ရံဖြစ်တာမရှိအောင်သွေးမြေခတာမရှိအောင်သွေးကြောင်းစီးတာမရှိအောင်စီမံမဲ့ပုဂ္ဂိုလ်ရှိနေလို့မြတ်စွာဘုရားဒီနေရာကြွတာပါတဲ့အကြောင်းတရား၃ပါးနော် ကဲအဲ့ဒါဆိုတော့ဘုန်းတော်အရေးကြီးတဲ့စကားတွေပြောမယ်။ပုဂ္ဂိုလ်အပေါင်းတွေဒီမှာလာလိုက်ကြတဲ့ပုဂ္ဂိုလ်တွေယဟန်ယောက်ျားယဟန်မိမဆိုလို့ရှိရင်တိမ့်နဲ့ရှိလို့ရှိတယ်တိမ့်နဲ့ရှိလို့ရှိနေတယ်။အဲကြောင့်တော့ခုနဘုန်းတော်ပြောသလိုနတ်ပြည်ကတာဝရင်သာယာမတုတိတာတို့လိုအစင်မင်းတဲ့နတ်ဘုံတွေမှာသာရှိသောဘုန်းတော်မန္တာရဝနတ်ပန်းဆိုတာ ठी လို့ပဲအဲ့ဒီပန်းနေလေယွာထားတာရှိတယ်။ပန်းမိုးယွာတာကောင်းကင်က ပြီးလို့ရှိရင်ဒီလိုအရှင်မြတ်မှာလာကြတဲ့လူသူ၄ပါးအရရအနေနဲ့ပုံကိုယ်တွေလာလိုက်ကြတာပုံကိုယ်အများကြီးရှိတယ်ဆိုတော့ဖုံကထောင်းထောင်းနဲ့ထားလို့ရှိရင်ရှိမှာပေါ့အဲကြောင့်မလို့နတ်တရားနေပြီးတော့အာသာဝရီနတ်ပန်းဆိုတာပန်းမိုးတွေရွာပေးနေပန်းမွေးလေးတွေတသေးလေးနဲ့တူပါတယ်အမှန်တမ်းမွေးနေတယ်နော်အဲ့ဒီအာသာဝရီနတ်ပန်းတွေလည်းရွာလိုက်တော့ဒီနေရာတော်တော်ကိုပေါင်းတော့လူတွေလည်းများပြားတယ်အဲကြောင့်မလို့မြတ်စွာဘုရားကမိန်တယ်ကဲချစ်သားတို့ငါဘုရား ၄၅ဝါကာကာလပတ်လုံးအတွင်းမှာသင်တို့ကငါပြည့်ညတ်ပြီးတော့သင်တို့ကျင့်သုံးမဲ့ဝိနည်းတရားတော်မြတ်တယ်လည်းဟောတာတယ်အဲ့ဒီတရားတော်တွေထင်ရသဲငယ်ကုံသောငယ်ကုံငယ်ကုံသောမလို့အဲ့လိုထင်ရတဲ့သိက္ခာပုဒ်တွေကိုငါဘုရားရှိခိုးပေးကြတဲ့မြတ်စွာဘုရားမိန်နေနော်အဲ့ဒီမှာအကြီးဆုံးဖြစ်တဲ့ပုဂ္ဂိုလ်ကဘယ်သူလဲဆိုလို့ရှိရင်အရှင်အနုရုဒ္ဓအရှင်မကတ္တပါကြီးမရှိဘူးအဲ့ဒီချိန်တုန်းကအရှင်အနုရုဒ္ဓအကြီးဆုံးဆိုတော့အရှင်အနုရုဒ္ဓမထေရမြတ်ကြီးအကြီးမှုဆိုတာတဲ့အနီးအနားမှာရှိနေတာ သူတည်းကြည့်တဲ့အရှင်ဥပဝါနတော်ရှိသေးတယ်။အဲဒါမလို့အရှင်ဘုရားပြည့်ညတ်တော်မတော်တိတ်ခါဘုတို့ဒီလော်တာလည်းမရှိဘူးပေါ်တာလည်းမရှိပါဘူးဘုရား။ဘုရားတပည့်တော်တော့ပေနှုတ်เสียတိတ်ခါဘုမရှိပါလို့ရှောက်တယ်။အဲဒီမှာမြတ်စွာဘုရားအာနန္ဒမိတ်နဲ့ညီပေါ်အာနန္ဒာကဲသိရှင်เสียအကြောင်းနဲ့ရှိလို့ရှိရင်မြန်မြန်ဆန်ဆန်ရှောက်ငါဘုရားပင်မှန်းပြီတဲ့နော်။ပင်မှန်းပြီဆိုတော့အရှင်အာနန္ဒာကရှောက်တယ်အရှင်ဘုရားတဲ့ သာသနာတော်မှာတပည့်တော်ရဟန်းယောက်ျားတို့ဒီအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ဘလို့ကြင့်ကြံပြီးတော့နေထိုင်ရမလဲတဲ့အဲ့အရေးကြီးတယ်နော်ဘုံတော်ရဟန်းတို့တွေအတွက်အရေးကြီးတယ်အဲ့ဒီမှာမြတ်စွာဘုရားကိုအရှင်အနန္တလျှောက်တယ်အရှင်ဘုရားသာသနာတော်မှာဗျာတပည့်တော်အမျိုးသမီးတွေဓာယိကာမတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုကြင့်ကြံပြီးတော့နေရမလဲပြုမှုပြီးတော့နေရမလဲဆိုတော့မြတ်စွာဘုရားမိန်းနေအနန္တအမျိုးသမီးတွေမမြင်အောင်နေတဲ့ကြားနိုင်ပါမလားလုံးလုံးလို့ရမှာတော့နော် ဆွမ်းဆက်ကလိုတန်းလာတဲ့အမျိုးသမီးတွေဝေယဝဆလုပ်တာလည်းအမျိုးသမီးတွေများတယ်။အဲဆိုလို့ရှိရင်အရှင်ပြအဲ့လိုနေလို့လည်းမဖြစ်ပါဘူးတဲ့။ဆွမ်းဆက်ကလိုတန်းလာတဲ့အမျိုးသမီးတွေဆွမ်းဆက်ကတာများကြတယ်။အဲ့ဒါဆိုလို့ရှိရင်မင်းမမြင်အောင်နေလို့မရလို့ရှိရင်စကားမပြောဖြစ်အောင်နေပါတဲ့။မြတ်စွာဘုရားနော်။စကားမပြောဖြစ်အောင်နေဆိုဘလို့လို့လို့ရမှာတော့မေးလာလို့ချင်းဖြေရတော့မှာလေအရှင်အနန္ဒာပြန်လျှောက်အရှင်ဖေကမရဘူးမေးလို့ရှိရင်ဒီလိုပြန်ဖြေရမှာဖေကဆိုတော့အဲ့ဒါဆိုလို့ရှိရင်တဲ့ ကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာကိန်းအောင်ပြီးတော့အမေအွေရှိတဲ့ဒိုက်ကမ္မတွေကိုအမေစိတ်နဲ့သတ်မှတ်ပြီးတော့ပြုမှုဆက်ဆံပေးပါတဲ့ပြောဆိုရမှာနော်အဖွားအွေဆိုလို့ရှိရင်အဖွားအွေမေတ္တာလို့ထားပြီးတော့ပြောဆိုကြရမယ်တဲ့နှမအွေအတော်အွေတူမအွေဆိုလို့ရှိရင် အဲ့ဒီကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာစိတ်တွေနဲ့ပဲအဲ့ဒီလိုပြုမှုပြီးတော့ဟောပြဟောပြောပြီးတော့နေထိုင်ကြမယ်ကျင့်သုံးကြမယ်တော့မြတ်စွာဘုရားဟောခဲ့တယ်အဲ့ဒီလိုပြောပဲတော့ပရုဘာလဲဒီပရိသတ်တွေကလည်းအမှန်တမ်းများစွာရှိနေတော့အရှင်အာနန္ဒာရဲ့စိတ်ထဲမှာယင်းနေ့မှာအလုံးလုံးတက်လာနေတူပါတယ်မြတ်စွာဘုရားရှိရာဖယ်ပြီးတော့ဒီမှာကြည့်ရတာအဆောင်လေးတစ်ဆောင်ရှိနေလို့ထင်ရတယ်တကယ်ရွံ့ကြိုင်ပြီးတော့အရှင်အာနန္ဒာတက်တော့ရှေ့စေရှိနေပြီငေါ်နေတယ်ဆိုပဲ ဘုရားနာခွာပြီးတော့လေနောက်ဆုံးခွေးခွာတော့မှအရှင်ပိုင်းနဲ့ရှိပြီဘုရားကတကောင်ကြိုလို့ရှိရင်ပြိဋိမာပြုတော့မယ်အကြောင်းမလို့အရှင်အနန္ဒဒီအထေးမှာမမြင်တဲ့အရှင်ကမြတ်စွာဘုရားမေးတယ်ဖြစ်တာတော့အာနန္ဒမတွေ့ပါလားရှင်ပြားတဲ့အာနန္ဒကတကယ်ရတိုင်းမင်းတို့ဟောမှာငုံနေတယ်ဘုရားအဲ့နော်ကြည်ပါဦး25နှစ်တိုင်တိုင်အတူတူနေထိုင်လာကြတဲ့ပုဂ္ဂိုလ် လောကမှာအတုမရှိသောကောကွယ်ရာဖြစ်သောဆရာလည်းဖြစ်တယ်ညီကိုလည်းဖြစ်သောပုဂ္ဂိုလ်တည်ခြင်းခွေးခွာပြီးတော့နောက်ဆုံးခွေးခွာခြင်းနဲ့ခွေးခွာတော့မယ်ဆိုတဲ့အကြောင်းတရားကိုအရှင်အာနန္ဒာမခံစားနိုင်တာလည်းဖြစ်ခြင်းဖြစ်မှာပေါ့အဲကြောင့်မလို့အာနန္ဒာမြတ်စွာဘုရားခေါ်တယ်ညီဘောအာနန္ဒာဘယ်သွားနေတာတော့ငါဘုရားပြိဋိမံပြို့ပေါ့အရှင်အမတန်နီးနေပြီပေါ့နော်အဲ့ဒီစကားကိုခဏလောက်နားပြီးတော့ဘုန်းတော်နောက်တစ်ခုပြောအောင်မထပ်ပြီးတော့အရှင်ဥပဝါနာဆိုတာဘုန်းဘုန်းစကားတစ်ခုပြောခဲ့တယ်အရှင်ဥပဝါနာကြီးဟောမှာမနေ့ကညီဘောမှာပြောခဲ့တယ် အရှင်ဥပဝါဒဆိုတာမြတ်စွာဘုရားကို72နှစ်လောက်တိုင်တယ်72နှစ်တိုင်တယ်လှုပ်ချိုးခဲ့တဲ့ပုဂ္ဂိုလ်အဲကြောင့်မလို့မြတ်စွာဘုရားပြိဋိမံပြုခာနီးမှာအရှင်ဥပဝါဒတည်မြတ်စွာဘုရားမျက်နှာတော်ရှစ်တဲတဲမှာထိုင်နေတယ်တဲ့ဘယ်လိုဝရတဲ့သဘောရှိတယ်အဲကြောင့်မလို့မြတ်စွာဘုရားမိနေခြေတာဥပဝါဒငါဘုရားရှိရဖေပြီးတော့အရှာနေရမှာတွားထိုင်နေအရှင်အနန္ဒရှောက်တဲ့အရှင်ဘုရားတဲ့နောင်တော်ကြီးဥပဝါဒကအရှင်ဘုရားကို72နှစ်တိုင်တယ်လှုပ်ချွေး ပြီးတော့အနားမှာစိကခဲ့တဲ့ပုဂ္ဂိုလ်ပါဒီအချိန်မှာဘာလို့တခြားကိုသွားထိုင်ခိုင်းတယ်လဲဆိုတော့အနန္တသင်မသိဘူးတဲ့ဝိလံတဲ့နေရာလာကြအောင်ဆို net တွေပြမာဒီငါဘုရားကိုအာရပါရမဖူးနိုင်ဘူးတဲ့ငါရဲ့သားတော်ကြီးဥပဝါနာရဲ့ခန္ဓာကိုယ်က net တွေကဖောက်ထွင်းပြီးတော့မမြင်နိုင်ဘူးတဲ့အံ့ဩဖို့ကောင်းတာနော်ဒုက္ခန္ဓာကိုယ်ဆိုလို့ရှိရင်စေကန္တာခန္ဓာပေါင်း100လောက်ဆင့်ထားလို့ရှိရင် net တို့ထွင်းပေါက်ပြီးတော့မြင်နိုင်တယ်အဲ့ဒီနောက်အကြောင်းကိုအထာရဆရာဖွင့်ပြီးတော့ရေးထားတာ ဘယ်လိုကုသိုလ်မျိုးလဲဆိုလို့ရှိရင်ဇေဒီရင်မြင်ပြိုကျနေတဲ့နေရာကိုတည်တည်ရှာရှာဖို့ပြီးတော့နောက်တစ်ခါမပြိုကျအောင်အတွက်တစ်ပင်နဲ့စိုက်တယ်မြက်တွေစိုက်ပြီးတော့တည်တည်ရှာရှာပြုလုပ်ခဲ့တဲ့ကောင်းမွန်ကုသိုလ်တာကြောင့်တဲ့ဖြစ်လျာဘဝတိုင်းမှာဥပဝန္နာရဲ့ခန္ဓာကိုယ်ဒီတောင်းနှင်းခိုင်ပါတယ်တဲ့။နတ်တွေတောင်ဖောက်ထွင်းပြီးတော့မကြည့်နိုင်ဘူးဆိုပဲနော်။အိုးစရာကောင်းတဲ့ကောင်းမှုတွေ။ကဲအဲ့ဒါဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအဲ့မှာ အာနန္ဒခေါ်တော့အာနန္ဒအနာရောက်တဲ့အခါဘာလို့ငုံနေတယ်လဲအာနန္ဒဒီအချိန်မှာဆိုတော့ပေါ့နော်ဒီစိုးရင်မှုနေမဖြစ်နဲ့တဲ့ပူပန်မှုတွေမဖြစ်နဲ့တိမ်ဒီကောင်းမွန်ကုသိုလ်အထူးရှိရဲ့ပုံကောပဲတဲ့သာသနာမှာကောင်းမွန်ကုသိုလ်အထူးရှိတဲ့ပုံကောဆိုလို့ရှင်မြတ်စွာဘုရားပြောတာကဒီသစ္စာလေးပါတရားကိုအကုန်လုံးသိနိုင်တယ်ရဟန္တာဖြစ်နိုင်တယ်လို့ပြောတာငါဘုရားကိုပြုစုလုံးကျွေးခဲ့တဲ့ကောင်းမွန်အထူးရှိတဲ့ပုံကောမလို့သင်မစိုးရင်နဲ့တဲ့နော်ရဟန္တာဖြစ်မယ်ပေါ့ အကြောင်းမလို့မြတ်စွာဘုရားအနန္တမေတ္တေဘာလို့ငုံနေသလဲဆိုတော့အရှင်ဘုရားတဲ့အရှင်ဘုရားတတ်တော်ထင်ရှားရှိစဉ်အခါမှာတော့ဘုရားတပည့်တို့တို့မှာကောကွယ်စီရဆရာဆိုတာထင်ထင်ရှားရှားရှိတယ်အရက်လေးမျက်နှာလာကြဝန်သောပုဂ္ဂိုလ်တွေအားလည်းပဲအရှင်ဘုရားပူဖို့လာလို့ရှိရင်တဲ့ဘုရားတပည့်တို့ကအဲ့ဒီပုဂ္ဂိုလ်တွေကိုဝေယဝဆလုပ်ပင်းရင်တဲ့သူတို့ရဲ့အဆုံးအမဩဝါဒလေးတွေတရားတော်လေးကိုနာယူခွင့်ရတယ်တဲ့ကောင်းကျိုးတွေဖြစ်ထွန်းနေပေါ့နော်အကြောင်းမလို့အရှင်ဘုရားမရှိတဲ့နောက်မှာတပည့်တို့တို့မှာ အဲ့ဒီလိုပုဂ္ဂိုလ်မျက်ကြည့်တွေမထင်မျက်ကြည့်တွေရဲ့ဆုံးမဩဝါဒတွေကိုလည်းခံယူခွင့်မရတော့ဘူးဘယံဖူးတဲ့ကာမကုသိုလ်ထူးလည်းဖြစ်လာတော့မှာမဟုတ်ဘူးတိဗိတုတို့မှာဆရာဆိုတာဘယ်အရာကိုတတ်မှတ်ရမလဲပေါ့နော်မြတ်စွာဘုရားအဲ့ဒီမှာတိတိမိမိပြောတဲ့စကားတခုတော်တော်ကောင်းတယ်ယောဘောအာနန္ဒမယဓမ္မောစဝိနိယောစဒေတိတောပြညတ်တောသောဝမမိစီနာတတ်တာတဲ့ဒါပါဠိလိုပြောတာရှင်ဘောအာနန္ဒစိတ္တအာနန္ဒမစိုးရင်နဲ့တိန်တို့ကငါဘုရား55ဝါကာလပတ်လုံးအတွင်းမှာ တင်တို့စောင့်ထိုင်းမဲ့ကျင့်သုံးမဲ့ဝိနည်းတရားတော်မြတ်ကိုငါပြည့်ညတ်ထားပြီပြီပြီးလို့ရှိရင်လူနဲ့ပြမှာသတော်ဝါးတွေအတွက်အကုန်လုံးကိုတုတ်တန်တရားတော်မြတ်အဘိဓမ္မာဒေသနာတော်မြတ်ကိုတရားတော်မြတ်တွေကိုလည်းငါပြရဟောတာခဲ့ပြီပြီတဲ့အဲ့ဒီဝိနည်းတုတ်တန်အဘိဓမ္မာဒီဟုသောဓမ္မခန္ဓာပေစာပေါင်း၈၀၀၄၀၀တို့သည်ကဲတတ်ထာတဲ့သုံးဝမမေစီနာတတ်ထာတင်တို့ရဲ့ဆရာလုံးမှတ်ပါတဲ့ဓမ္မခန္ဓာတဆူတဆူသည်ဘုရားတဆူတဆူပဲတဲ့ ငါဘုရားတက်တော်တရားရှိစဉ်မှာတော့သင်တို့ကိုဆုံးမနေတာငါဘုရားတပါးပဲရှိတယ်တဲ့ငါဘုရားပြိဋိမံပြုတော်မူသွားပြီးတဲ့နောက်မှာဘုရားဆိုတာသင်တို့မှာ8400ရှိတယ်လို့မှတ်ယူပါတဲ့နော်အဲကြောင့်မလို့ဘုရားနှုတ်ကထွက်တော်ဓမ္မခန္ဓာတဆူတဆူဒီဘုရားတဆူပဲဒီလိုမှတ်ယူရမှာနော်ဒီနေရာမှာမိမ့်မှာခဲတာအဲ့ဒီစကားကိုမိမ့်တော်မူပြီးတဲ့နောက်မြတ်စွာဘုရားကဟန္တာဒါနိဘိကဝေအမန္တယာမိဝဝရဓမ္မသံဃာရအပမတေနသမ္ပါတေတ စကားနဲ့အများကြီးအများကြီးပြောနေရတယ်ခုနဘုန်းတော်ဒီစကားနဲ့နဲ့ကြံသွားတယ်မြတ်စွာဘုရားရဲ့ဗုဒ္ဓဝိညာဉ်ရလို့ခေါ်တဲ့ပုဂ္ဂိုလ်ကြီးသူပိုက်တာပရပိတ်မြတ်စွာဘုရားရှိရောက်လာတယ်အနန္တကိုမြတ်စွာဘုရားကဝင်ခိုင်းဝင်ခိုင်းလိုက်တယ်ပေါ့နော်ဝင်လာတော့ရှင်ဂေါရမတဲ့ပုဂ္ဂိုလ်ပေါင်းများစွာသည်ဘုရားအဖြစ်နဲ့ခံယူပြီးတော့နေကြတယ်ဘယ်ပုဂ္ဂိုလ်ရဲ့သာသနာဘယ်ပုဂ္ဂိုလ်ရဲ့အဆုံးအမသည်ဒုက္ခအေးစေတတ်တယ်လေဘယ်ပုဂ္ဂိုလ်ရဲ့အဆုံးမရသည်ကောင်းမြတ်ပါတယ်လေနဲ့မြတ်စွာဘုရားမေးတော့မြတ်စွာဘုရားက ။သူပဲတည်းစကားနဲ့မေခွန်းနဲ့အများကြီးမမေးနဲ့ငါဗျာဟောတဲ့စကားကိုနားထောင်စကားတော်တော်မြတ်စွာဘုရားဖြတ်လိုက်တယ်။ဖြတ်ပြီးတဲ့အချိန်မှာသူပဲတည်းကိုမြတ်စွာဘုရားမင်းနဲ့ရဲ့မဂ္ဂင်ရှိပါအကျင့်တရားခြံရံပြီးတော့ရှိနေသောသစ္စာတရားရှိနေသောသာသနာတော်ထဲမှာတဲ့ပထမသမဏလောက်ကိုသောတာပန်လည်းရှိတယ်ဒုတိယသမဏလောက်ကိုသောသကရာဂံလည်းရှိတယ်တတိယသမဏလောက်ကိုသောအနာဂံလည်းရှိတယ်စတုထသမဏလောက်ကိုသောယဟန္တာဆိုတာလည်းရှိတယ်တဲ့ အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားရှိသောသာသနာသားလည်းအကောင်းမြတ်ဆုံးပဲဆိုတော့ငါဘုရားသာသနာမှာပထမသမဏဒုတိယသမဏတတိယသမဏစတောရသမဏတွေရှိတယ်လို့ပြောလိုက်တော့အရှင်ဘုရားအဲ့ဒါဆိုလို့ရှိရင်ဘုရားတပည့်တော်အရှင်ဘုရားပြိဋိဘံမပြုမီယဟန္တာဖြစ်အောင်အတွက်ကဲကျင့်သုံးစရာပွားများစရာဘာဝနာတစ်ခုရှိမင်းပါဘုရားလို့မြတ်စွာဘုရားအဲ့လိုတောင်းဆိုတော့မြတ်စွာဘုရားကိုတောင်းဆိုတဲ့အချိန်မှာမြတ်စွာဘုရားကမ္မထံတစ်ခုပေးလိုက်တယ် ဒီဥယင်တို့ရဲ့အစွန်တနေရာမှာထိုင်ပြီးတော့တရားရှုမှတ်ပွားများအထောက်လိုက်တာမြတ်စွာဘုရားပြိဋိဘံမပြုတ်မီကာလအတွင်းမှာဥပ္ပဒါကြီးယဟန္တာဖြစ်တယ်တဲ့နောက်ဆုံးပရပိတ်နောက်ဆုံးကာဝကသည်ဥပ္ပဒါပရပိတ်ကြီးနော်မြတ်စွာဘုရားတရားဥပ္ပောနာကြလို့ပရမအုဆုံးသောတာပန်ဖြစ်တာဘယ်သူလဲတော့အရှင်ကောဒညာသူတို့ဘဝတစ်ခုအညီကိုရင်နော်ပြုခဲ့တဲ့ကာမကုသိုလ်တွေမတူတော့လဲ ပထမဥဆုံးယန္တာဖြစ်တဲ့အုံပထမဥဆုံးသောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်နဲ့နောက်ဆုံးယန္တာဖြစ်တဲ့ပုဂ္ဂိုလ်ဒီဒီဘဝမှာအဲကြောင့်မလို့ဒုဒ္ဓဃာမပေါင်းသူတွေကောင်းနေအခုထုခေထုထားတဲ့သင်္ကန်းပူဇော်ခဲ့တဲ့ဆင်းသူတို့အကြောင်းနည်းနည်းပြောအောင်မယ်ကြီးညိုစဉ်အလွန်ကောင်းမွန်ပဲစာပေနဲ့တော့နည်းနည်းမညီညွတ်ဘူးမျက်နှာတော်ကြည့်တော့ညှုံးငယ်နေတယ်လို့ပဲမြတ်စွာဘုရားပြိဋိမံပြုတော်မူခါနီးမှာတော့ကြည်လင်သောမျက်နှာတော်ရှိတယ်တဲ့ညှုံးငယ်သောမျက်နှာတော်မရှိဘူးနော်ဒါပြလို့ဆိုလို့ရှိရင်ရှစ်ရှစ်ဘုရားရှင်တို့ဒီ ခန္ဓာပရိနိဗ္ဗာန်ဝဆန်ချုပ်ရင်းပုံစံသိနေမှုတို့ငါလည်းပဲရှေ့ရှေ့ဘုရားရှင်တို့ဤသူခန္ဓာဝန်ကိုဒီဒုက္ခဝန်ကြီးကိုရှာပြီးတော့ချမ်းသာဒုက္ခအတိပြေသောနိဗ္ဗာန်ချမ်းသာဝန်ဆံရတော့မယ်လို့ဝမ်းမြောက်တော်မူသောကြောင့်ကြည်လင်သောမျက်နှာတော်ရှိတယ်တဲ့နော်ဒီမှာတော့မျက်နှာကြီးဧည့်ပြီးတော့ဖြစ်နေတယ်အဲဆိုလို့ရှိရင်အဲ့ဒီမှာပုံလေထူးထားတာရှိတဲ့သင်္ကန်းတော်တွေအောက်ထားလို့မမြင်ရဘူးဆရာဇီဝကပုံထူးထားတယ်အဲ့ဒီအနီးနားမှာဆရာဇီဝကမျက်စွာပြန်မျက်နှာတော်နားမှာကြည်ပြီးတော့ဗောနော် အရှင်အာနန္ဒာဘုံတော့တချို့ကျောင်းတွေမှာရှိမယ်။ဘာလဲပါးကိုလက်ထောက်ပြီးတော့မှန်ပြီးတော့လက်မှန်ရှာတော့ထိုင်တော့ဘုံတော်တွေမြင်မှုကြမယ်နော်။အဲ့ဒါဘုရားပုံမဟုတ်ပါဘူး။အရှင်အာနန္ဒာဘုံမြတ်စွာဘုရားပြိဋ္ဌိမှာပြုခါနေမှာတောကတွေဖြစ်ပြီးတော့မိကောလက်ထောက်ပြီးတော့လက်မှန်ရှာတော့ထိုင်နေတာလေ။အဲ့ဒီဘုံတော်တွေအဲ့ဒါဘုရားမဟုတ်ပါဘူးနော်။အရှင်အာနန္ဒာနောက်တစ်ခါတရားထိုင်တော့ဘုံတော်ဘုံပါတယ်။အဲ့ဒါတော့သူပ္ပတဘုံကိုထုစေထားတာဖြစ်ပါတယ်။ဆရာဇီဝကရဲ့အာနန္ဒာရဲ့သူပ္ပတရဲ့ဘုံသုံးဘုံပါတယ်။အဲ့ဒီမှာလေ။ အဲ့ဒီဆင်းတို့ကတော့ဘုံတော့အလူရှင်ကတော့ဘုံတော့ဟရိပလအမည်ရှိသောဘုံတော်ကြီးတပါးဟရိပလဆွာမိလို့ခေါ်တယ်ပေါ့နော်ဟရိပလအမည်ရှိသောဘုံတော်ကြီးတပါးလူတန်းခဲ့တယ်အလူရှင်အလူရှင်ကတော့ဟရိပလဆွာမိပြီးလို့ရှိရင်သူ့ရဲ့ဒီတုကပညာရှင်ကြားလို့ရှိရင်မထုရာဆိုတာဘုံတော်ဟိုမှာဒီလူရီလီသွားတဲ့လမ်းမှာပဲလမ်းမကြီးနဲ့ကီလိုမီတာ50ဝေးတယ် သီလအမြင်ရှိသောပုဂ္ဂိုလ်တဲ့မထုရာပြည်ရပုဂ္ဂိုလ်တွေကအဲ့ဒီဘိဓုကပညာရှင်တွေအမှန်တန်တော်တယ်။အဲ့ဒီဆင်းလို့တော့ကြောက်ဆင်းလို့တော့မဟုတ်ဘူးနော်။မြေစင်မြေသားနဲ့လှုပ်ထားတာ။မြေအနစ်နဲ့လေရှုံးမြေအနစ်နဲ့လှုပ်ထားတာ။အကျိုးကျအပိုင်းပိုင်းပြန်ဆက်ထားတာ။အကြောင်မလို့ဒီနေရာကတော့ဓာတ်တော်တွေမွေတော်တွေတွေ့တယ်တဲ့။အကြောင်မလို့ဒီမှာလည်းပဲမဟာပရိနိဗ္ဗာန်စေတီတို့ရှိတဲ့နေရာမှာကြောက်စာတွေတွေ့တယ်။အကြောင်မလို့ဒီစေတီတို့ကိုတော်ကြီးကိုဆရာတော်ကြီးဗန္ဒနာစန္ဒနာမဏိမထေရမြတ်ကြီး ြန်ပြီးတော့ပြုပြင်မောမှန်နေအတ္တကမယကာမုန်တော်ပြုပြင်မောမှန်ပြီးတော့အလူရှင်တိုင်ကတွေကတော့ဟင်းတရာကတိုင်ကကြီးဥပိုလ်လိုင်းတော့ဥပိုလ်ကျူတော့သူတို့ရဲ့ဓမ္မမိတ်ဆွေတွေစုပေါင်းလှူဒါန်းမှုနဲ့ဆရာရိပဒနာဆန္ဒရမနေပြန်ပြီးတော့ပြုပြင်ထိန်းသိမ်းဆောင်ရှောက်နေတော်စီတော်များဖြစ်ပါတယ်နော်အဲဆိုလို့ရှိရင်ပုံတော့အထည်ကိုပြန်ဝင်စေခြင်းတော့ဘုန်းတော်အရှင်ကြီးလိုက်တာနော်ဒီမှာပြန်ဖူးလို့ရအောင်အဲကြောင့်မလို့ဒီနေရာမြတ်စွာဘုရား အနတ္တဏိပိတ်ခွေအမန္တယာမိဝဝရဓမ္မတံခရအပမဒေနတမ္ပါဒေထာလို့အဲ့ဒီစကားကိုနောက်ဆုံးဗုဒ္ဓဝဆနာလို့ပစ္စည်းမဗုဒ္ဓဝဆနာလို့ခေါ်ပါတယ်အဲ့ဒီစကားနဲ့မိတ်ဆွေပြီးတဲ့နောက်မှာမြတ်စွာဘုရားစကားပြောတော့မမူတော့ဘူးเนาะပထမဗုဒ္ဓဝဆနာကတော့ဒုဒ္ဒကရမရဲ့အိမ်မှာဖျားကိုကောကွယ်စစ်ကားလို့ရှိရင်မြတ်စွာဘုရားကိုအနေကစားတင်တယ်လို့အိမ်ဒီမှာပြုလုပ်ကြတယ်လေအနေကစားတဲ့တန်တရာတဏဝိဒ္ဒအနိဗ္ဗိဒအစရှိတဲ့ကာရတော်တို့ဒီ မြတ်စွာဘုရားပထမအုပ်ဆုံးကျွေးရင်တော်မူသောမြတ်စွာဘုရားကတွင်ကထွက်သောပထမအုပ်ဆုံးစကားတော်များဖြစ်ပါသည်။အန္တဒါနိဘိကဝေအမန္တယာမိဝောဝယဓမ္မတံဃာရံအပ္ပမဒေနတံပါဒေထလို့ဆိုတဲ့စကားတော်ကတော့မြတ်စွာဘုရား၏နောက်ဆုံးစကားတော်များဖြစ်ပါသည်။အဲ့ဒီစကားတော်ကို မိတ်ဆွေပြီးတဲ့နောက်မှာမြတ်စွာဘုရားထပ်ပြီးတော့စကားမပြောတော့ဘူးစကားမပြောတော့မြတ်စွာဘုရားစပြီးတော့ပထမဇန်ဒုတိယဇန်တတိယဇန်စတုထဇန်ပစ္စမဇန်ပစ္စမဇန်ဆိုတဲ့အထက်မှာအာဂတနိစာယရဏဇန်ဝိညာဉ်နိစာယရဏဇန်အာကိစိညာယရဏဇန်နေဝတညာနာတညာယရဏဇန်အစရှိတဲ့ဇန်တွေကိုအဘိညာဉ်တွေကိုမြတ်စွာဘုရားအနုလုံပတိလုံဝင်စားတယ်တဲ့အဲ့ဒီမှာအနည်းနဲ့မှာအရှင်အာနန္ဒာပြောမယ်ဆိုလို့ရင်ဘျောင်းဆန်နေတဲ့အရှင်အာနန္ဒာစိတ်ကြီး မြတ်စွာဘုရားစကားမပြောတော့ဘူးငြိမ်ပြီးတော့အဘိညာတွေဇန်သမာဘတ်တွေကိုတပါးချင်းတပါးချင်းတပါးချင်းဝင်စားတဲ့နောက်မှာခဏခဏမေးတယ်ဘု து ဝမေးတယ်လေအရှင်အနုရုဒ္ဓစကားပြလာပြောလိုက်မယ်ဒီမှာစေတီတို့တလုံးရှိရင်အဲ့ဒါအရှင်အနုရုဒ္ဓစေတီမြတ်စွာဘုရားပြိဋိမံပြုတဲ့နေရာနဲ့အနည်းဆုံးမှတည်ထားတာမြတ်စွာဘုရားပြိဋိမံပြုတာအဲ့ဒီတပါးလေးပဲတည်တယ်အရှင်အနုရုဒ္ဓတပါးလေးပဲမေးတယ်ရှင်အနုရုဒ္ဓရှင်ပြမြတ်စွာဘုရားပြိဋိမံပြုပြီလားမပြုတ်သေးဘူးမြတ်စွာဘုရားဘေးစံဝင်စားနေတယ်ဘယ်အဘိညာဝင်စားနေတယ် မြတ်စွာဘုရားနဲ့အဘိညာအတူတူဝင်စားနေတာအဲ့ဒီအနုဒတာတပါးပဲရှိတယ်အဲ့ဒီအချိန်ခါတုန်းကအဲဆိုတော့ခဏခဏမေးတဲ့အရှင်အာနန္ဒာကြီးမြတ်စွာဘုရားနောက်ဆုံးခွေးခွာရမယ်ဆိုတော့သုံးခါလေးဖြစ်နေတာပေါ့ပြီးရင်ဟိဝိပယောကဒုက္ခချစ်တဲ့ပုဂ္ဂိုလ်တွေကျင်နာရတဲ့ပုဂ္ဂိုလ်တွေတွေ့တာရတဲ့ပုဂ္ဂိုလ်တွေခင်မင်ရတဲ့ပုဂ္ဂိုလ်တွေတို့နဲ့ဝေးကွာရခြင်းဒီဒုက္ခဆင်းရဲပါလေတဲ့နော် မချစ်မနှစ်သက်သောပုံကိုယ်တွေမချစ်မနှစ်သောအရာတွေနဲ့အတူတကွာပေါင်းစုံရခြင်းဒီလည်းပဲဒုက္ခဆင်းရဲတွေတဲ့ယေရှုဘုရားလိုပုံကိုယ်မျက်ကြီးနဲ့ခွေးခွားမယ်ဆိုတော့အရှင်အနန္ဒာကြီးတောကတဲ့ဖြစ်နေတာပေါ့မီးလောင်နေတာတက္ကန်တာလုံးအကြောင်းကတော့ပရိနိဗ္ဗာန်ပြုတ်ပြီလားဘုရားပြုတ်ပြီလားဘုရားခဏခဏမင်းနေတာအကြောင်းကတော့မြတ်စွာဘုရားတပြောင်းတပြန်အဲ့လိုအပိညာနဲ့အနုလုံပတိလုံအစုံအစံအဖန်ဖန်အထက်တဝင်စားပြီးတော့နောက်ဆုံးတေဇောကတိုင်းဝင်စားပြီးတော့မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော်မူတယ်တကောင်ရအချိန်မှာနော် အဲ့ဒီရှင်မပြောတာပေါ့ကဲအရှင်ဘုရားအနန္တမြတ်စွာဘုရားပြိဋိမံပြုသွားပြီဆိုမှကြံတဲ့ပုဂ္ဂိုလ်တွေသိတာနော်ဒီနေရာမှာရေကြီးလှုပ်ပြီးတော့ငိုကြတဲ့ပုဂ္ဂိုလ်တွေဘယ်လောက်လို့ရှိနေမလဲအေးအဲ့ဒီလိုမြတ်စွာဘုရားပြိဋိမံပြုတော်မူတဲ့နောက်မှာကဲတရားမင်းရွတ်ဆိုတဲ့ဂါထာရှိတယ်အရှင်အနုဒ္ဒရွတ်ဆိုတဲ့ဂါထာရှိတယ်အရှင်အနန္တရွတ်ဆိုတဲ့ဂါထာတို့လည်းရှိတယ် ဲ့ဒီတည်းကဒေါဒဂရမတိတရားမင်းရွတ်ဆိုပြီးတော့မြတ်စွာဘုရားကိုတန်ဝင်ကနဲ့ပူဇော်တန်ဝင်ကရလို့ပူဇော်ခဲ့တယ်။ဘာသာတော်မြတ်ကိုရွတ်ဆိုပြီးတော့ဒေါဒဂရမတိဒီမှာရှင်းပေါ်ကြမယ်။ပြီးလို့ရှင်ဘုရားတဲ့ဝင်ပူလို့ရအောင်အရှိရှိတုံနော်။ကဲလိတ်ဆုံးမယ်။အနေစာဝန္တသင်္ခါရအနေစာဝန္တသင်္ခါရဥပါဒဝယဓမ္မိနောဥပါဒ ောဓသမိနောဩပိစိတဝနိရောဇံတိဩပိစိတဝနိရောဇံတိဣတံဥပသမောဒုက္ခဣတံ တမောတုခောဒုက္ခဝတ္တသင်္ခါရာဒုက္ခဝတ္တသင်္ခါရာဥပါဒဝယတမိနောဥပါဒဝဒယတမိနောဥပ္ပိစီတောနိရောဇံတိဥပ္ပိစီတောနိရောဇံတိဧတံဥပတမောတုခောဧတံဥပတမောတုခောအနတ္တဝတ္တသင်္ခါရာအနတ္တဝရသင်္ခါရာဥပါဒဝယတမိနောဥပါဒဝရတမိနော ဩဘိစေတောနိရောဇံတိဩဘိစေတောနိရောဇံတိဧတံဥပသမောဒုက္ခောဧတံဥပသမောဒုက္ခောဩဘာလောတောင်းစုစောလေတောင်းစုစောလေတောင်းနိုင်မယတောင်းနိုင်မယဟိုကြယဟိုကြယနိစ္စခန္ဓာကိုနိစ္စခန္ဓာကိုမနာပါလောမနာပါလောတောင်းစုစောလေတောင်းစု ตองนเมียาตองนเมียโอจายา โอจายา ทุกขขันธาโกทุกขขันธาโกมเทวาลุมตทวาลุตองสุโซเลตองสุโซเลตองนเมียาตองนเมียาดีจายาดีจายาอนัตตขันธาโกอนัตตขันธาโกตาตาดูตาดูตาดูเมสสาปยา